မဒီနေ့ပြောမယ့်အကြောင်းအရာလေးတွေကတော့ကိုဝင်ဆောင်မိခင်နေကိုဝင်ရှိဂါဇအတွင်းမှာဖြစ်တတ်တဲ့ minor illness လို့ခေါ်တဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးပြောမှာပေါ့နော်အဲ့ minor illness ဆိုတော့ဒါ minor ပဲဆိုပေမဲ့ဟိုခံစားရတဲ့မိခင်တွေမှာတော့တော်တော်လေးခံစားရတယ်ပေါ့နော်ဟိုဒါပေမဲ့လို့ဒီခံစားရပေမဲ့လို့ဟိုနောက်ပိုင်းမှာဆိုလို့ရှိရင်ကိုဝင်လာရင်လည်းမြတ်တတသွားမယ်နောက်ကိုဝင်မွေးပြီးသွားလို့ရှိရင်လည်းဒီဟာလေးတွေပျောက်သွားမယ်ဆိုတော့ ဟိုစိုးရင်ပူပန်ဟာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့မိခင်ကခံစားရတယ်ဆိုတော့အဘာဒီခံစားရမလဲဆိုရဲနောက်တစ်ခုကတော့ဒါတွေကိုဘလို့တတ်တာအောင်နေထိုင်ရမလဲဆိုတာကိုလည်းသိကျင်တယ်ပေါ့နော်ဘာကြောင့်ဖြစ်လဲဆိုတော့ကိုဝင်ရှိလာတယ်ဆိုလို့ရှိရင်သရေသားလေးရဲ့ဖွံ့ဖြိုးမှုတွေအထောက်အကူဖြစ်ဖို့အတွက် progesterone တို့ prolactin တို့ဒီဟော်မုန်းတွေများလာတယ်အဲ့တော့များလာတဲ့အမြဒီဟော်မုန်းတွေရဲ့ side effects လေးတွေလိုမျိုးပေါ့နော်နည်းနည်းခံစားရတာရှိတယ်အဲ့တော့အများစုဖြစ်တတ်တာဘာတွေလဲဆိုတော့ morning sickness လို့ခေါ်တဲ့ ပြုတ်တာအန္တရာယ်ပေါ့နော်အဲ့တော့အစားမစားနိုင်တာလေနော်အဲ့တော့ကိုဝင်အစာပိုင်းမှာဆိုမြန်မာစကားပြောသလိုမျိုးဟိုဟိုကြိုလှန်ပြုတ်အန်းသပင်ချောက်နထင်ဟောက်ဆိုအဲ့လိုမျိုးတောင်ပြောကြတာလေရှိရပါတကယ်ပဲလဲအဲ့ဒီချိန်မှာဆိုမစားနိုင်မတော့နိုင်အရေဓာတ်ခတ်ဟိုအရေဓာတ်တွေပါလေခန်းချောက်ပြီးတော့ပေါ့နော်လူကကြည့်ရတာလေဟိုနေရထိုင်ရအဆင်မပြေဘူးပေါ့ အဲ့တော့ပြို့တဲ့အန်တဲ့ဥစ္စာဆိုတော့ဒါအစာအိမ်မှာသူအစာချိန်နှုံးနှဲသွားတယ်ပေါ့အစာချိန်နှုံးနှဲသွားပြီးတော့အစာအိမ်ဒီဦးလန်းချောင်းလေးတွေကလှုပ်ရှားမှုနှေးသွားတဲ့အခါကျတော့အစာမကြေဘူးအဲ့တော့အစာကြေခြင်းနဲ့ဆိုရင်အစာကိုနင်းနေနဲ့ခဏခဏစားမယ်နော်နောက် ဟိုအစာမကြေလွယ်တဲ့ဟာမျိုးတွေပေါ့မှာကောက်ငင်းတို့ပါတို့အဲ့ဒါမျိုးတွေမစားဘူးပေါ့နော်အသီးနှံလေးတွေစားမယ်အဲ့တော့ကာဘိုဟိုက်ဒရိတ်တွေစားမယ်အဆီဓာတ်များတဲ့အစာတွေကိုရှောင်မယ်အရန်ပူတဲ့ဆက်တဲ့အစာမျိုးတွေမစားဘူးပေါ့နော်အဲ့လိုမျိုးတွေလုံမယ်နင်းနေတဲ့ခဏခဏစားမယ်အစာစားပြီးတိုင်းလေးလမ်းလျှောက်မယ်လှုပ်ရှားမှုတွေတွေလုံမယ်ဆိုလို့ရှိရင်တော့ဒီအစာမကြေတာတွေတတ်တာသွားမယ်အဲနောက်တစ်ခါတော့အစာအိမ်နဲ့ပတ်သက်တဲ့ပေါ့နော်အစာကြေစေးတွေအန်နဲ့ဟာတွေတတ်တာစီတဲ့စေးတွေကိုကြတော့မိမိရဲ့သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီးတော့မှမိမိနဲ့တင်းမြတ်တဲ့ဆေးကလေးတွေတောက်တာပိုပြီးကောက်နေပေါ့နော်။ဆိုတော့ကိုဝင်ဆောင်မှာမတင်းမြတ်တဲ့ဆေးတွေကများလာတဲ့အခါကျတော့ပေါ့နော်။နောက်တစ်ခုကကျတော့ဝင်းချုပ်တယ် အဲဝင်းထုတ်တာလဲထိုးနီး၎င်းပဲအဲဥနယံလှူရှားမှုကတင်းရတယ်တင်းတော့အစာတွေဟောင်းနေတာတဖြည်းဖြည်းဒီဥနယံထဲမှာသွားရင်းနေဥနယံကနေပြီးတော့ရေတွေဆုပ်ဆုပ်ပလိုက်တဲ့အချိန်ကြီးကြာသွားတဲ့အခါကျတော့ဝင်းချုပ်တာတွေပို့ပြီးတော့ဖြစ်တယ်ပေါ့နော်နောက်ဟိုနေလို့ထိုင်လို့မကောင်းဘူးဆိုတော့လှူရှားမှုနည်းတာကြောင့်မို့လဲဖြစ်တယ်ဒါကြောင့်မို့လို့ရေများများတောက်ပါနောက် fiber များတဲ့အစာအတောက်တွေပေါ့နော်အသီးနှံကြီးစားပါအမဒင်းကျင်းလိုမျိုးမကြီးဖြော်ရည်လိုမျိုးဟို juice တွေပေါ့နော်အသီးဟိုအသီးအနှံနေဘို့ fresh ဖြစ်တဲ့လက်ဆက်တဲ့အသီးအနှံတွေကိုကြိတ်ထားတဲ့ကျော်ရည်မျိုးဒါမျိုးတွေတောက်လို့ရှိရင်တော့ဒီဝင်းချုပ်တာထောက်ကူပြုမယ်ပေါ့နော်အဲ့တော့ဝင်းနှုတ်ဆေးတွေကိုလည်းကိုယ်သဘောနဲ့ကိုယ်တောက်တာတွေကမကောင်းဘော့အဲ့တော့လှုပ်လှုပ်ရှားရှားနေမယ်ရေမင်းများတောက်မယ်အစားကိုတတိထားမယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီဝင်းချုပ်တာလည်းတက်တာသွားမယ်အဲ့တော့ဝင်းသွားမယ့်အချိန်လေးတွေလည်းဂယူးဆိုင်ပြီးတော့မှမနဲ့မိုးလေးအိမ်သာထိုင်တဲ့အကျင့်မျိုးလေးတွေဒါမျိုးလှုပ်ပေးလို့ရှိရင်တော့ဒီဝင်းပြဿနာအနည်းနဲ့အများပြေလည်သွားတယ်ပေါ့နော်အဲ့တော့ဝင်းပြဿနာမြင်နောက်တစ်ခုဘာဖြစ်သေးလဲဆိုတော့စီးလမ်းကြောင်းမှာလည်းပြဿနာတွေဖြစ်တယ် အဲ့တော့စီးခဏခဏသွားတယ်ဘာဖြစ်လို့စီးခဏခဏသွားလဲဆိုတော့ကိုယ်ဝင်မှာဆိုလို့ရှိရင်ကြောက်ကောက်ကိုသွားတဲ့သွေးစီးစင်းမှုကများသွားတော့စီးရပိုသွားတယ်ပေါ့နော်နောက်တစ်ခါကျတော့လေစီးအိမ်ကျွတ်သားလေအလူကုနာလိုပဲပေါ့နော်စီးအိမ်ကျွတ်သားလှုပ်ရှားမှုတွေတွေကလည်းအရင်နဲ့မတူတဲ့အခါစီးခဏခဏသွားတယ်ဒါပေမဲ့တတိထားမှာတကူက စီလံချောင်းပိုးဝင်သွားသလားပေါ့နော်အဲ့တော့ကိုဝင်မှဆိုစီလံချောင်းပိုးဝင်တတ်တယ်အဲ့တော့စီးသွားတာဟိုခဏခဏသွားနေမကောက်ကျင်းနေအောင်နေစီးမွားတာတွေဖြစ်တယ်ဟိုသွေးစာပါလာတယ်ဒါဆိုရင်နော်ဆရာဝင်နဲ့မြင်မြန်ပြရမယ်ပေါ့နောက်တစ်ခုကတော့ညောင်းညာချိနေတာ muscle cramps လို့ခေါ်တာကြွက်သားလေးတွေညောင်းတာဖြစ်တယ်အဲ့တော့ဒါကြောင့်မို့လို့ကိုဝင်ဆောင်မှဆိုလို့ရှိရင်တန်တန်တော့လေးကျင်ကန်းလေးတွေလုပ်ပါလုပ်လို့ရှားရှားလုပ်ပါနော်ယောဂဖြစ်စီဟိုဇွန်ဘာဖြစ်စီဂျင်ဖြစ်စီဒါမျိုးကစားတာလေးတွေလုပ်ပါလို့ပြောတာပေါ့နော်နောက်တစ်ခုကကြတော့ ဖိမင်းအတက်မူးရတာမေ့ရတာမဟုတ်ဘူးမူးမေ့လေတာလူတွေဖြစ်တတ်တယ်အဲ့တော့ဒါကဘာဖြစ်လို့လဲဆိုတော့ဒါအုံနောက်ထဲအောက်ဆီဂျင်ညွန်နေတဲ့အခါမှာဖြစ်တာပုံမှန်ထိုင်နေရတဲ့ရုပ်တရက်ထလာရင်မူးသွားတယ်ပေါ့နော်နောက်အိတ်နေရင်တောင်မှပဲဒါဖြစ်တတ်တယ်ဒါကိုယ်အိမ်မှာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးလေးတွေဖြစ်လို့ရှိရင်လေဟိုကြောက်လဲမကြောက်နဲ့ရှက်လဲမရှက်နဲ့ပေါ့မဟုတ်ဘူးဥပဥပမာလူပုံလဲမှာကိုကမူးသွားတယ်ချက်ချင်းလေးထိုင်လို့ရတဲ့ညမှာထိုင်လိုက်ပေါ့နော်လှဲလို့ရတဲ့ညမှာလှဲလိုက် ဲ့တော့တကယ်လို့ပလက်အိတ်နေနဲ့ကိုမူးတယ်ဆိုလို့ရှိရင်ဒေဆောင်လေးပြောင်းပြီးတော့အိတ်လိုက်ပေါ့เนาะအဲ့တော့ဒါနောက်ပိုင်းကျလို့ရှိရင်ကိုဝင်လာရင်လာရမယ်ဒီလက္ခဏာလေးတွေကတက်တာသွားမှာဖြစ်တယ်ပေါ့เนาะအဲ့တော့တခုတတိထားဖို့ကဒီလိုမျိုး minor illness တွေဖြစ်တဲ့အခါမှာဆေးတွေကိုအရင်မတောက်ဖို့ရယ်နောက်တစ်ခုကတော့ဘေးနားပတ်ဝန်းကျင်ရပေါ့เนาะကိုယ့်ရဲ့အိမ်သူအိမ်သားတွေကဟဲကိုဝင်ရှိကမှပဲမူးနဲ့နေလိုက်တာ तू ကဒီလိုလားအဲ့လိုတော့မဟုတ်ဘူး तू မှာတော့တကယ်ခံစားရတဲ့ပြဿနာလေးဆိုတော့ဒါလေးတွေကိုလည်းတက်တာနဲ့ လန့်ဟိုခါလေးကိုကနေပြီးတော့ပံ့ပိုးပေးရမယ်ပေါ့နော်အဲ့တော့ဒီကနေပြီးတော့မှဒီလက္ခဏာတွေကနေပြီးပိုဆိုးတဲ့ဒီနဲ့ပိုဆိုးတဲ့လက္ခဏာတွေဖြစ်တယ်ဆိုလို့ရှိရင်တော့လေချက်ချင်းပဲဒါဆရာဝန်နဲ့ပြတ်သားဖို့လိုအပ်တယ်လို့ကြံပေးချင်ပါတယ်ซีฟัม caring for well-being